င်းဖော်ဒရီစီစဉ်ကနေကြိုဆိုပါရရှင်ကျမနော်အောင်နာတလီနာပါကိုမူးနေနာရဲ့ကိုနိုင်ဟာနူရုခေါင်းဆောင်တော်အောင်စာစုကြည်တူထောင်ထားတဲ့ Docking Chief Foundation ရဲ့ Hospitality and Catering တင်နန်း Academy မှာတက်ရောက်ခဲ့ပြီးအီတလီနိုင်ငံရဲ့အလမာကူကင်စကူကိုရှိလာကြသွားရောက်သင်ယူခဲ့သူပါ ရဲကိုနိုင်ဟာမြန်မာနိုင်ငံမှာအကောင်းဆုံးဖွမှုတယောက်ဖြစ်ချင်နေပါတယ်။သူရဲ့ဘဝအိမ်မက်လက်စစ်အကောင့်ထဲပေါ်ပလာပုံကိုကမာယူအကြီးတန်းတည်င်းထောက်ထံကောကျင်ကခုလိုပဲတင်ဆက်ထားပါရရှင်။ ရန်ကုန်မြို့ရဲ့တပကံကော်မူးမြို့နယ်နတ်စင်ကုန်းကျေးရွာမှာပြည်ပင်းခဲ့ပြီးဆယ်တန်းအောင်တဲ့အချိန်မှာတော့ငယ်စဉ်အချင်းကဖြစ်ကျင်ခဲ့တာတွေမဖြစ်ခဲ့တဲ့လူငယ်တယောက်ရှိပါတယ်။ဒေါခင်ဂျီဖောင်ဒေးရှင်းကနေတည်ထောင်ထားတဲ့ Hospitality and Catering Training Academy ဟိုတယ်လုပ်ငန်းဆိုင်ရာအတက်မွေးဝမ်းကြောင်းတင်ဒန်းတက်ပြီး2016မှာအီတလီနိုင်ငံ Alma Cooking School ကိုပညာတင်ဆုနဲ့ကျင်းလာကြတွားရောက်ခဲ့သူကကိုရဲကိုနိုင်ပါ။ ဟိုမှာတင်လာခဲ့တဲ့ဟာတွေကဘယ်လိုလဲဆိုတော့ဘယ်လို organize လုပ်ဘယ်လို organize လုပ်ရတယ်ပြီးတော့တို့ရဲ့ဒီ creation ကစဘယ်လိုဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့ဟာတွေကအရင်တိတိတသာတိုးတက်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေ့လဲပို့ပြီးတော့အထောက်အကူဖြစ်လာတယ်အထောက်အကူဖြစ်တယ်ဆိုတော့တို့တို့လိုမျိုးတွေကျွန်တော်တို့မှာအများကြီးရှိလို့ရှိရင်ကျွန်တော်တို့နိုင်ငံကလည်းတို့တို့လိုမျိုး international level ကိုအဆင်ပြေနေနေပို့ပြီးတော့အဆင်ပြေမှာပေါ့တက်လာမှုတော့ ဟိုကြောင့်ငယ်စဉ်ဘဝကတော့ဒီလွတ်လွတ်လပ်လပ်ပေါ့နော်ဒီလိုပျော်ပါနေတာကိုကိုကြိုက်တယ်ချုပ်ချယ်တာဘာညာကိုသိမ့်မကြိုက်ဘူးဟိုကြောင့်ငယ်ကတော့ဖြစ်ချင်တာတွေအများကြီးပါပဲအထူးသဖြင့်တော့တူနာပြုတ်လို့အဲ့လိုမျိုးအင်ဂျင်နီယာတို့ပေါ့အဲ့လိုမျိုး ဖြစ်ချင်ခဲ့တယ်ဒါမဲ့လည်းပေါ့ဟိုနေဟိုဆယ်တန်းအောင်ပြီးတဲ့အချိန်မှာတော့အဲ့လိုမျိုးဖြစ်ချင်တာတွေပြောင်းလဲခဲ့တယ်လူတယောက်မှာပေါ့အဲ့လိုမျိုးပြောင်းလဲပိုင်ဝင်နေရှိတာဟိုအဲ့အတွက်ကြောင့်မလို့ဖြစ်နေရတော့စပိုးပေါ့ရဲကုန်နိုင်ကကုန်မှုอ่ะပေါ့เนาะကုန်မှုနေတာပေါ့ ူကဘာပဲဖြစ်ဖြစ်လေဆယ်ရန်အောင်လေဆယ်ရန်အောင်လေဒီမှာចောင်းတက်တယ်ចောင်းတက်ပြီးတော့ထူးထူးချွန်ချွန်ဖြစ်လာတဲ့ခါကျကလေးက18နှစ်အောင်တော့ရွေးချယ်ခင်ခါတယ်ပြန်လာတဲ့ခါတော့လေသူတကယ်တက်လာတဲ့ပညာရက်တွေကိုသူလာပြီးတော့ဆံမောက်လာပြောပြတဲ့ခါမှာသူတကယ်သူဝန်တာတယ်သူတိုင်းပြည့်အတွက်အသုံးချတယ်နဲ့ ACDE မှာလည်းလာပြီးပြန်ရွေးချင်တယ်ဆိုရက်ဆန္ဒလေး ပါလာတဲ့ခါကျဆံမနေနေကျင်းနေမိတာပေါ့နော်။ဒါမျိုးလူငယ်လေးတွေနောက်ထပ်နောက်ထပ်ပေါ်လာဖို့ကြေရောအများကြီးပြုစုပြူထောင်ရမှာပေါ့နော်။ကျိုးလက်ကျိုးစားရမှာပေါ့။အဲ့လိုတော့ခံနေရပေါ့နော်။နိုင်ငံတကာအဆင့်မီကျင်းကားပွင့်ရှိတဲ့ဟိုတယ်တွေမှာအလုပ်လုပ်ဖို့ဆိုတာအိမ်မက်တော်မှဘူးခဲ့တဲ့သူတယောက်ရှိပါတယ်။ Dokenji Foundation ကနေဖွင့်လှစ်ထားတဲ့ ACTA တမွေးတင်နန်းကြောင်းကိုတက်ရောက်ပြီးအီတလီနိုင်ငံထိစပိုမှုတင်နန်းတက်ရောက်ခဲ့တဲ့ဒုတိယကတော့ကိုရဲကိုနိုင်ပါ တမွေဝမ်းကြောင်းပညာကတူဖွဲ့ကိုဘယ်လိုမျိုးပြောင်းလဲစေခဲ့တာလဲကိုရဲကိုနိုင်တယောက်ငယ်စဉ်ချင်းကမြင်သိခဲ့တဲ့တူရှိကအကိုအမတွေဟာဆယ်တန်းအောင်ဘွေးရပြီးရွာရဲ့ရွှန်တော်နွန်တော်ထဲရုံးမထွက်နိုင်ခဲ့ပေမဲ့သူကတော့မျက်စိပွင့်နားပွင့်ဖြစ်တဲ့အကြောင်းကိုခုလိုပြောပြပါဗါးဒီကိုရှိရာစီကိုရှိရာကိုအမရရောအကိုရရောဆယ်တန်းအောင်ဒီဘွဲရွာပြီ သူတို့ရန်ကုန်လို့သွားမလုပ်နိုင်ကြဘူး။ဘာဖြစ်လဲဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်။အတံမူပန်းချောင်းပညာတစ်ခုကိုလည်းသူတို့မတက်ဘူး။ပွဲရပါတယ်သူတို့လည်းထဲမှာ channel မှာပဲအချိန်ကုန်သွားတယ်။ဒါပေမဲ့ဒီကြောင်းတက်ပြီးရနောက်ပိုင်းမှာကျွန်တော်တို့အတွက်မျက်စိပွင့်နောက်ပွင့်ပေါ့နော်။ဒါအရန်ကိုကျေးဇူးကြီးမားပါတယ်ဒီအကြောင်းကိုဖွင့်ပေးတဲ့ဒီပုံကိုလည်းဒီကနေပြီးကျေးဇူးတင်တယ်ဆိုတော့အကြောင်းကိုလည်းပြောချင်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီအကြောင်းတက်ပြီးရနောက်ပိုင်းမှာတော့ကျွန်တော်တို့မျက်စိပွင့်နောက်ပွင့်ဖြစ်ခဲ့ပါတယ်။ဘဝရဲ့တစ်စိတ်ချို့ကိုအပြောင်းလဲလို့ပြောရင်လည်းမမှားပါဘူး။ ဖို့မှုတယောက်ဖြစ်ဖို့ဆိုတာမစင်စားခဲ့တဲ့ကိုရဲကိုနိုင်ဟာစဖို့မှုအတက်ပညာကိုတက်ကြွဖို့အတွက်ဒီလိုအတက်မွေးဝမ်းကြောင်းဆိုတဲ့ line ကိုရွေးချယ်ဖြစ်သွားပြီးတခြားပြည်နှံ့တွေအစားဒေါခင်ဂျီဖောင်ဒေးရှင်းကတည်ဆောင်ထားတဲ့ ACTA ဟိုတယ်လုပ်ငန်းဆိုင်ရာအတက်မွေးဝမ်းကြောင်းတင်နှံ့ကိုတက်ဖို့ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲဆယ်ရန်အောင်မီတဲ့အချိန်မှာအဝေးတင်နဲ့တက်နေတယ်အဝေးတင်တက်နေတဲ့အခါကျတော့အကြောင်းတစ်ခုပေါ့အတန်မွေးဝမ်းကြောင်းပညာတစ်ခုတက်ချင်တယ်တက်ချင်တဲ့အခါမှာကျွန်တော်ရွေးချယ်ရွေးချယ်တဲ့အခါမှာအရင်ဆုံးပေါ့နော်ဒီ ACD မဖွင့်ခင်မှာကျွန်တော်ရန်ကုန်မှာသွားတက်ဖို့လုပ်ပါသေးတယ်ဒီစပုတ်မှုတင်တဲ့အိုပဲဒါမဲ့ပေါ့နော်ဒီ ACD ရွှင်လာတဲ့အချိန်မှာတော့ကျွန်တော်ရန်ကုန်ကိုမသွားတော့ပဲနဲ့ဒီကော်မူးမြို့နယ်ဒီ ACD အကြောင်းမှာပဲကျွန်တော်ရွေးချယ်ပြီးတက်ခဲ့ပါတယ်ဟုတ်မြန်မာနိုင်ငံမှာတက်မွေးဝမ်းကြောင်းပညာကိုပြန်လည်ဖော်ဆောင်နေတဲ့ HCTA တင်တန်းကျောင်းမှာပထမအတုပ်အဖြစ်တက်ရောက်ခဲ့တဲ့ကိုရဲကိုနိုင်တယောက်ဘာတွေရရှိခဲ့တာလဲ။ တချင်ကကိုရဲကိုနိုင်နဲ့ ACTA ကျောင်းစင်းနဲ့ကိုရဲကိုနိုင်ဘာတွေကြွားချခဲ့တာလဲ။ဘာတွေကြွားချလာလဲဆိုတော့ကိုရဲပေါ့နော် character တွေပြီးတော့ habit တွေပေါ့အကုန်လုံးပဲဒီဒီအသိဉာဏ်ဘိုင်းတွေ confusion ဘိုင်းတွေပေါ့နော်လူတယောက်အတွက် confusion အရေးကြီးရယ်ပေါ့နော်ဒီအဲ့ confusion ဘိုင်းကိုလည်းရရှိခဲ့ပါတယ်။ပြီးတော့အများကြီးအများကြီးပါပဲဒီကြောင်းဒီကြောင်းကိုတက်ပြီးတော့ရရှိခဲ့တဲ့အရာတွေကတော့မပြောပြနိုင်လောက်အောင်ပါပဲ you chat back from the oreo give one more time Do you have a double room for next Wednesday? Yes, we do. How many nights is it for? ACDA တင်နှန်းကြောင်တက်ခဲ့တဲ့ကာလတလျှောက်ကျောင်းတက်ရမပြတ်ခဲ့တယ်လို့ဆီယာရီရဲ့တင်ကြားမှုတွေကိုအာယုံစိုက်ကြိုးစားခဲ့တဲ့နောက်အီတလီနိုင်ငံကကျောင်းတစ်ခုမှာပညာသင်ဆုရခဲ့တာပါတခြားနိုင်ငံမှာနေခဲ့ရတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးစိန်ခေါ်မှုတွေကိုဘယ်လိုရင်ဆိုင်ခဲ့ရလဲဆိုတာကိုအခုလိုပြောပြပါရစေ ီတလီနိုင်ငံကိုသွားဖို့ပေါ့နော်ဆိုတာအိမ်မက်ဆိုတာအိမ်မက်တောင်မှမမှတ်ဘူးတဲ့နိုင်ငံပေါ့အဲ့ဒီနိုင်ငံမျိုးကသူနေခေါ်တယ်သွားတက်ကြတယ်ဆိုတဲ့အတွက်ကြောင့်ကိုနိုင်ငံကိုရောက်သွားတဲ့အချိန်အကုန်လုံးကစိန်ခေါ်မှုတွေပဲနေထိုင်မှုမှလည်းစိန်ခေါ်မှုရှိသလိုပါစင်တဲ့ hygiene group မြေ hygiene မှာမှလည်းကျွန်တော်တို့စိန်ခေါ်မှုတွေရှိပါတယ်ဒီအဆစရရပေါ့ယထားစီးတာဒီယထားစီးတာကားစီးတာအဆအကုန်လုံးကပေါ့နော်ချင်းချင်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဘယ်လိုလုပ်လုံးကမှမသိဘူးအရန်အခက်ခဲတွေအများကြီးရှိပါတယ်ဟိုဘက်ကသွားပြီးတော့တတ်တဲ့အချိန်မှာပေါ့ယာတီဥရုမတူညီတာတွေဒါတွေအကုန်လုံးကကျွန်တော်တို့ကစိန်ခေါ်မှုတွေပါပဲအကုန်လုံးပေါ့အခက်ခဲတွေနဲ့စိန်ခေါ်မှုတွေပါပဲအားလုံးကနားရောမသားရောမဲသားရောလူကြည့်နေတဲ့လက်လက်လက်ခြေရာအီတလီနိုင်ငံမှာရှင်းလာကျော်စဖုံမှုတပ်ပညာကိုတားရောက်တင်ယူခဲ့ပြီး အီတလီစားစာနဲ့ဘာသာစကားတွေအီတလီနိုင်ငံအကြောင်းကိုပါသိရှိခဲ့ပြီးအခုချိန်မှာတော့သူတီးခဲ့တဲ့ပညာတွေကို ACDA တင်နန်းကျောင်းမှာပြန်လည်ဝေမျှနေတာပါဟုတ်ကျွန်တော်ဘယ်လိုစဉ်းစားခဲ့လဲဆိုလို့ရှိရင်ပေါ့နော်ဒီ Wino Cheese တို့ပေါ့နော် Wino Cheese တို့ဒီမြန်မာပြည်မှာပေါ့နော်အာအစ်တင်လည်းပြန်လူတွေသိစေခြင်းနဲ့ အာသိစေခြင်းတဲ့အတွက်ကြောင့်မို့လို့ဒီလိုအကြောင်းမျိုးတွေကနေပြီးတော့ကျွန်တော်ဟို sharing လုပ်ခြင်းတယ်အထူးသဖြင့်တော့ ACD တွေပေါ့ ACD မှာ sharing ပေါ့ဒီနောက်ထပ်ကိုယ့်ရဲ့ junior တွေကိုပြန်ပြီးတော့ sharing လုပ်ခြင်းတယ်ပြီးတော့ကိုယ်လုပ်နေတဲ့အလုပ်မှာလည်းကိုယ့်ရဲ့ junior တွေရောပေါ့မသိတဲ့သူတွေရောအကုန်လုံးကိုပဲ sharing အကုန်ကျွန်တော်ပြန်လုပ်ပေးခြင်းပါတယ်အထူးသဖြင့်တော့ wine နဲ့ cheese နဲ့ပြီးတော့ဒီ Italian cuisine ပေါ့ကျွန်တော်သင်လာခဲ့တဲ့ဟာတွေအကုန်လုံးကိုကျွန်တော်ဟိုမှာလည်းဟို sharing ပြန်လုပ်မယ်ဆိုပြီးတော့စိတ်ကူးရှိပြီးသားပါ ACD တမွေးချောင်းကနေစင်းပြီး ီတလီနိုင်ငံအထိစပိုမှုတက်ပညာကိုတင်ယူခဲ့တဲ့ကိုရဲကိုနိုင်ဟာတစ်ချိန်တစ်ခါကဘလို့လူငယ်တယောက်ဖြစ်ခဲ့တာလဲကျွန်တော်ကဒီဆယ်ရန်အောင်ပြီးတဲ့အချိန်မှာပေါ့နော်မျောလင်းချက်မဲ့နေတဲ့သူတယောက်ပဲဘာဘာလုံးမှမရှိဘူးပေါ့နော်ဒီဘာလုံးလောက်ကမှ မသိဘူးအရှိကိုဆက်သွားဖို့ ပေါ့နော်ဒီအားရမရှိဘူးလက်ရှိမှာတော့ကျွန်တော်ပေါ့နော်ဒီအလုတ်ပေါ့အလုတ်ကိုအရင်ဆုံးရှာတယ်အလုတ်ရှာပြီးတဲ့နောက်ပိုင်းမှာအားရရမှာတော့ဒီ HCD ကိုလာပြီးတော့ကျွန်တော် sharing တွေလုပ်ပေးတယ်ချက်ချင်းပြုံးစားရင်းပေါ့နော်ဒီကိုယ့်ရဲ့အောက်ကလူတွေကိုပြန်ပြီး sharing လုပ်မယ်ဆိုလို့ရှိရင်မပြေစုံလို့ရှိရင်ကိုယ့်အတွက်လည်းအခက်အခဲဖြစ်တယ်လို့တင် जा ခံတဲ့သူမှလည်းကတိကောင်းနေဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုကျွန်တော်ပေါ့နော်အမြဲ confidence ရှိအောင်ယုံကြည်မှုရှိအောင်ပေါ့တင်တန်းလေးတွေတတ်တယ်ပြီးရခါကြလို့ရှိရင်ကိုယ့်အလုတ်မှာပေါ့နေရာလေးက ဒီ sharing လုပ်ဖို့အတွက်အဆင်ပြေလဲဘယ်ဟာလေးကတီးချင်းလုပ်ဖို့အတွက်အဆင်ပြေလဲပေါ့နော်ကျွန်တော်ဖတ်စုလေးတွေမှတ်ပြီးတော့တင်ထားတာရှိပါတယ်လက်ရှိအချိန်မှာပွဲမရသေးလို့တင်ငယ်နေတာမျိုးမရှိပဲအသက်မွေးဝမ်းကြောင်းပညာနဲ့ယုံကြည်မှုအပြည့်ရနေသူပါအာကျွန်တော်တို့ဘောနော်ဒီလွန်ခဲ့တဲ့နှစ်နှစ်လောက်ကဆိုလို့ရှိရင်ကျွန်တော်တို့ကအိမ်မက်တောင်မဖတ်ဘူးတဲ့အရာတွေပါဒါတွေကဆိုလို့ရှိရင်ဘောနော်ဒီနိုဇယ်မှာအလုပ်လုပ်ရဖို့ရန်ကုန်မြို့မှာနေထိုင်ဖို့အလုပ်ရဖို့ဆိုတာဒါကိုယ့်အတွက် ိမ်မက်တစ်ခုလိုပဲအတန်ဘိုးကြီးကြောင့်ပညာကြောင်းတွေကနေပြီးထွက်တဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုယ်ကိုဂိုယူနိုင်တယ်ကိုယ်သိခါနဲ့ကိုယ့်ရဲ့ရည်ချင်းတွေနဲ့ကိုယ်ဘဝမှာရည်တည်နိုင်တယ်ဆိုရင်ယုံကြည်ချက်တွေကိုပေးမှာအဓိကဖြစ်ပါတယ်တဲ့ဘိုးကြီးကြောင့်ပညာကိုအားပေးလို့ကျမတို့ရဲ့ဒီနေ့တွေဟာကိုယ့်ရဲ့ဘဝမှာကိုယ့်ဘဝကိုရည်တည်နိုင်တဲ့အခြေအနေရောက်တဲ့အခါကျရင်ကိုယ့်ရဲ့အတိုင်းအဝိုင်းကိုလည်းပြန်ပြီးတော့ကြည့်စီချင်ပါတယ်ကျမတို့ပညာသင်ပေးလိုက်တာကိုတယောက်တည်းအတွက်လို့ပို့ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ သင်ပေးတာမဟုတ်ပါဘူးအများအတွက်လည်းအကျိုးပြုနိုင်လို့ဆိုစိတ်ဓာတ်ရှိဖို့ဝဲမြောက်ရဲ့အလုပ်တစ်ခုရတဲ့အတွက်ဂုဏ်ယူနေပြီးဝဲရပညာနဲ့တက်မွေးပညာပေါ်သူ့ရဲ့အမြင်ကိုပြောပြပါဗျ။ဒီပေါ့ဝဲရမှသမင်းစားလက်မှတ်ရတယ်ဆိုတော့ကျွန်တော်နားမလည်ဘူးပေါ့နော်။ဘာကြောင့်ပြောလဲဆိုတော့ဒီအကြောင်းကိုအဒီစုကိုယ်တိုင်လာတယ်။လာပြီးတော့ပေါ့နော်ဒီအတက်မွေးအကြောင်းပညာနဲ့ဒီ ဝဲရတဲ့အဥ္စာနဲ့တေချာကိုရဲ့ပြကျွန်တော်တို့ရှင်းပြပါတယ်အဲ့တော့အကြောင်းမူလို့ပေါ့နော်အော်အဲ့ကြောင့်မှတေချာနားလည်သွားတယ်အတ္တဘဝဉာဏ်ပညာဟိုနေတတ်တဲ့သူကလည်းအချိန်တန်လို့ရှိရင်မိဘကိုထောက်ပံ့နိုင်တယ်ပြီးလို့ရှိရင်ဟိုနေကိုယ်မှလည်းအလုပ်တစ်ခုရှိနေတယ်ဝဲရမှဟိုနေအလုပ်ရတဲ့သူကလည်းအချိန်တန်လို့ရှိရင်မိဘကိုထောက်ပံ့နိုင်တယ်အလုပ်တစ်ခုရနေတယ်ပေါ့နော်အဲ့ဒါကိုပေါ့နော်ဒီမြန်မာပြည်မှာဘာတွေကိုခွဲခြားရလဲဆိုတော့ကျွန်တော်နားမလည်ပါဘူး ဟုတ်ကဲ့ဇမားတို့ကြောင့်နိုင်ငံပေါ့နော်တိုင်းပြည်နဲ့ချီပြောမယ်ဆိုရင်ဆယ်တန်းအောင်လေဆယ်တန်းအောင်မြင်ဇမားတက္ကသိုလ်တချို့သွားကြတယ်ဘွဲတွေယူကြတယ်ဒီဘွဲကဘာပဲဖြစ်ဖြစ်ချေတော့ဆက်ဆက်ကူကပြားဖြစ်ပဲအတုံးဝင်တယ်နိဒါနဲ့ရှိတဲ့ချေတော့အလုံးမပေးနိုင်ဘူးတိုင်းပြည်ကအားလုံးနဲ့မရကြဘူးအဲ့တော့အတတ်ပညာတစ်ခုပေါ့လုပ်ငန်းတတ်ပညာတွေကိုတင်လိုက်တဲ့ခါမှာကိုယ်ပိုင်လုပ်ငန်းရတဲ့ခါကိုယ်ပိုင်ကိုကိုကိုယ်တိုင်ခြေထောက်ပေါ်မှာရက်တည်ရက်တည်ပြီးတော့ကိုယ့်ဘဝကိုအမွေးဝမ်းကြောင်းပညာတွေကိုချေတော့အားပေးနိုင်တယ် ဒါပေါ့နော်အဲ့ဒါကြောင့်ကျေတို့ကဆယ်နှစ်အောင်တဲ့ကလေးတွေရောက်လာပြီဆိုရင်ကျေတို့တတ်နိုင်တယ်မြတ်ကျေတို့ကစူးစမ်းအထောက်ရအောင်တတ်နိုင်တယ်မြတ်ပံ့ပိုးတယ်တတ်နိုင်တယ်မြတ်သူတို့လမ်းမှန်ရောက်သွားအောင်ကျေတို့ကအများကြီးကူညီတာပေါ့သူလည်းစူးစမ်းနေတယ်ပေါ့နော်ကိုရဲကိုနိုင်ကတော့အတက်မွေးဝမ်းကြောင်းပညာဟာလုပ်ငန်းခွင်ဝင်ဖို့အခွင့်အလမ်းများစွာဖန်တီးပေးနိုင်တယ်လို့ဘဝအာမခံချက်ကိုလည်းပေးနိုင်တဲ့အကြောင်းပြောပါတယ်ဒီအတက်မွေးဝမ်းကြောင်းပညာကလည်းခုံမငယ်တယ်လို့ပေါ့နော်ဒီ ဘဝတစ်ခုကိုအာမတ်ကန်ချက်ရှိရှိပေးနိုင်ပါတယ်။တခြင်းကကိုကိုကိုယုံကြည်မှုအားနည်းတဲ့ကိုရဲကိုနိုင်ဟာလက်ရှိအချိန်ဒီမှာ မားရကိုမပြောက်ပဲကိုတိုင်းစမ်းတန့်ရင်းနဲ့လူရှိတူရှိမှာထွက်ရဲတဲ့တူတယောက်ဖြစ်လာခဲ့ပါပြီ။ဆရာမဆရာမတွေရောဆရာတွေရောပြောတယ်အမမားရအောင်မကြောက်နဲ့မားရဆိုလို့ရှိရင်ချက်ချင်းပြန်ပြင်လို့ရတယ်။မားရအောင်တီမှာပေါ့နော်ပြန်ပြင်လို့ရတယ်။အရင်တော့ကတော့မားရအောင်ကြောက်တဲ့အတွက်ကြောင့်မဟုတ်လို့နောက်ဆုံးပါပဲနေတယ်။ကိုကိုကို confidence မရှိဘူး။ ဒီပေါ့နော်အဖြေရအဖြေရမှန်တယ်ဖြစ်စီမှားတယ်ဖြစ်စီပေါ့နော်ကိုပြောပြောလိုက်နိုင်လို့ရှိရင်ကိုကို bright bright ပေါ့နော် shine ဖြစ်နေဖို့ကအရေးကြီးတယ်ဟုတ်လားမသိဘူးဆိုပြီးစမ်းသက်ခြင်းနဲ့စမ်းသက်ခြင်းတဲ့အခါမှာကျွန်တော်ចောင်းကန်းနဲ့ကိုရောက်လာတယ်ရောက်လာတဲ့အချိန်မှာပေါ့နော်အဖြေပေါ့ဆရာမကစာမေးတယ်မေးတဲ့ခါကျလို့ရှိရင်ဒီလိုမျိုးဟိုကြောက်မနေပဲနဲ့ရုံးမနေပဲနဲ့ပေါ့နော်ထပြီးတော့ဖြေတယ်ခင်ဗျာမှားသွားတယ်ပထမတစ်ခါတော့ရှက်တယ်နောက်တစ်ခါကျတော့နည်းနည်းရှင်းလာတယ်နောက်ခါမှရှင်းလာတယ် စဲဝင်စားမှုရှိလေအောင်မြင်လေးလို့ခံယူထားတဲ့ကိုရဲကိုနိုင်ဟာဘဝရဲ့ခက်ခဲမှုတွေကိုကြည်ပြီးရက်မနေပဲရှိကိုဆက်ရှောင်းတင်းတဲ့အကြောင်းပြောပြပါဗျသူ့ဘဝအတွက်အောင်မြင်မှုရဖို့ရုန်းကန်စ조사ရအောင်မယ်ဆိုတဲ့ကိုရဲကိုနိုင်ဟာဘဝလေကရက်တွေကိုတစ်ထစ်ချင်းတလန်းရင်ကြုံလာမဲ့အခက်အခဲတွေကိုရင်ဆိုင်ဖို့ဆုံးဖြတ်ထားပါဗျဒီနိုင်ငံကလည်းအရင်တော့ကနေမတူတော့ တို့တို့စခဲ့တဲ့အချိန်တုန်းကဆိုလို့ရှိရင်ဟိုတယ်တွေကလည်းချိုးရည်လို့ရအဲ့ခုနောက်ပိုင်းကျတော့အများကြီးဖြစ်လာတဲ့အချိန်မှာတောင်ဟိုဘယ်လိုပြောလဲဆိုတခုနဲ့တခုအပြိုင်ဆိုင်ဖြစ်လာတဲ့အချိန်မှာအခွင့်အလမ်းတွေကလည်းပို့ပြီးတော့များလာတဲ့အခါတို့တို့အတွက်ပို့ပြီးတော့ထိုးတက်ဖို့ရတယ်အများကြီးအခွင့်အရေးတွေဖြစ်လာအောင်ပေါ့နော်အဲပြောချင်တာတော့အကုန်လုံးဘယ်သူမှတော့စားနေဒါတွေကိုမတက်တာဘူးเนาะတဖြည်းဖြည်းချင်းနဲ့ပဲဒီလိုပဲဒီစိတ်ခုံမှုတွေကိုကဟို ready ဖြစ်ဖို့ပဲ ျွန်ကိုကျွန်တော်အောင်မြင်တယ်လို့တော့မယူဆသေးပါဘူးဘာလို့လဲဆိုလို့ရှိရင်ကိုယ့်အရှိမအောင်မြင်တဲ့သူပြရအများကြီးပဲလေကိုယ့်ကိုပေါ့နော်ပြင်ဆင်စရာကြီးလည်းအများကြီးရှိသေးတယ်ဟိုနေအတည်ယူစရာကြီးလည်းအများကြီးရှိသေးတယ်ရှင်ဆိုင်စရာကြီးလည်းအများကြီးရှိပါသေးတယ်